င်တန်တာဆိုတဲ့အဓိပ္ပာယ်ကိုသိလား။အမလီစီတာဝန်တင်ပဲ။ချွချွလာပြီဆိုလို့ရှိရင်ချွချွရောက်လာပြီလား။ပါလေးကိုချက်သွားနန်းလိုက်။အဲပြီးလို့ရှိရင်ငါးတောင်းရတယ်။မနော်စီကေဆိုတာအဲ့လိုမျိုး။တော်ကတော့တော်ကိန်းနိုင်ငါမတော်ကြည့်တာ။ဒီနောက်တက်လာတဲ့ generation ကမျိုးဆိုတော့၄၀လောက်ရှိနေပြီဆိုတော့အော်ချွချွရဲ့ MVP ကတော်တော်ကံကောင်းတယ်ဆိုတော့ကိုယ့်ကိုခံယူထားပါတယ်ခင်ဗျာ။စီကဖိုင်နယ်ကခုတော့ဖြစ်မယ်။ ကျွန်တော်ပုံဝင်လေးပြောမယ်ဆိုရင်ချွချိုးရဲ့ကားကြီးကျွန်တော်တကားမှမကြည့်ဘူးကျွန်တော်အမေခြေရာတစ်ခုပဲကြည့်ဘူးပဲ Bicycle minimi macho မချင်းနေဆိုတဲ့ macho macho ဒီလိုရိုက်ထားတဲ့ကားလေးကတော့တော်တော်ကောင်းပါခင်ဗျာဒီခြေရောက်ကလေးရောအဲ့လိုမျိုးနင်းလိုက်ပြောအဲ့လိုနမ်းလိုက်တာလေးကျွန်တော်အဲ့ဒါကလည်းဒီ Facebook မှာအဲ့လိုတက်လာလို့ဒါကျွန်တော်ကြည့်ပြလိုက်ရပါခင်ဗျာဟုတ် ကျွန်တော်ပွင့်ဝင်လေးပြောမယ်ဆိုရင်ချူချိုးရဲ့ကားကြီးကျွန်တော်တကားမှမကြည့်ဘူးကျွန်တော်အမေခြေရာတစ်ခုပဲကြည့်ဘူးအဲ့တော့ကျွန်တော်ငယ်သေးတော့ကျွန်တော်ကသိမသိဘူးဒါပေမဲ့အသက်ကြီးလာတော့မှဒီချူချိုးရဲ့ဒီ item ကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအာချူချိုးကတကယ်ကောင်းပါလားတကယ်ကျန်းပါလားဆိုတော့ကျွန်တော်ကိုလည်းဘယ်လိုပြောမလဲကိုယ်တိုင်မြင်ရတယ်ဆိုသဘောဖြစ်သွားပါဘောနော်ကျွန်တော်လည်းအရှိတုန်းကရိုက်တဲ့ဒီ series လေးကလည်းချူချိုးပုတ်ပွားပဲအခုကချူချိုးက heavy drama တွေလောက်ကအတွက်ကြောင့်အော်ချူချိုးတော်တော်ကျန်းပါလားဆိုတော့ဖြစ်သွားပါခင်ဗျာဟုတ်နောက်ဆုံးတစ်ခုဝါထား ဝါထားဆိုတာဒီလားကျွန်တော်တော့ကကျွန်တော်အဖွာဒီဘိုးဘိုးတောင်းလို့ရရအဖွာဆိုပြီးကျွန်တော်သတ်မှတ်ထားပါတော့เนาะဒါပေမဲ့ဖြိုဖြိုကကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့အဲ့အဖိုးတို့လက်ထက်ထဲကကျွန်တော်အဖေတည်းမိရဲ့အခုကျွန်တော်လည်းမိရဲ့အခုဒီနောက်တက်လာတဲ့ generation တွေမိဆိုတော့40လရှိနေပြီဆိုတော့အော်ချွတ်ွယ်မိဖြစ်ရတော်တော်ကံကောင်းနေဆိုတော့ကိုယ့်ကိုခံယူထားပါခင်ဗျာကျွန်တော်ကြည့်ရင်တော့မှခုကျွန်တော်ဘယ်မှာသွားကြည့်ရမလဲသူဖြစ်နေခင်ဗျာဒါပေမဲ့ကျွန်တော်အမေချေရာဒီ အဲ့ကိုတွေးနဲ့ဥတွေးနဲ့ရိုက်ထားတဲ့ကားလေးကတော့တော်တော်ကောင်းပါခင်ဗျာဒီခြေောက်ကလေးကိုအဲ့လိုမျိုးနင်းလိုက်ပြောအဲ့လိုနမ်းလိုက်တာလေးကျွန်တော်အဲ့ဒါကလည်းဒီ Facebook မှာအဲ့လိုတက်လာလို့ဒါကျွန်တော်ကြည့်ပြလိုက်ရပါခင်ဗျာဟုတ်ကျွန်တော်ကျွန်တော်အရန်မြန်မာနိုင်ငံမှာအရန်ကြိုက်တဲ့မင်းသားရှိရခင်ဗျာကျွန်တော်ဒီကိုသားကြီးနဲ့ဒီအနေပေါင်းသူ့နာမည်ကိုရဲလိုက်အဲ့ညောင်ကျွန်တော်တော်တော်သဘောကျပါခင်ဗျာဆိုသူတို့ရဲ့တေယုဆောင်ကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဒီမျက်စိလေးနဲ့အဲ့လိုတေယုဆောင်ကကျွန်တော်တော်တော်သဘောကျပါခင်ဗျာဟုတ် ကျွန်တော် လေ့ကျင့်တယ်ကျွန်တော်မှန်အောင်ကြည့်ရကျွန်တော်မျက်စိပါရတယ်လို့လဲကိုကိုနည်းနည်းအဲ့လိုမျိုးဟိုကချက်မပြည့်တဲ့သူနဲ့တူရတယ်ပါလောက်နေနေမျက်စိကဘာဖြစ်လို့ဖြောင်းမှမသိဘူးဒါကတော့ပါရမဒါတော့တိုးအတွက်ကကြာပါရမီဖြစ်သွားမှာပေါ့เนาะကျွန်တော်ကကြာဒီလေ့ကျင့်ယူရမယ်လို့ကျွန်တော်ထင်တယ်ခင်ဗျာကျွန်တော်စူးစမ်းနေပါတယ်အတိရပါ့တိရကျွန်တော်ကလည်းနင်တို့ငါမပြောတော့ဘူးငါ့ကိုဒီလိုမျိုးငါ့ကိုချစ်တဲ့ပရိသတ်တွေကငါ့ကိုဒီလောက်ထိချစ်ကြတယ်နင်တို့ကငါ့ကိုအဖက်ကိုမလို့သူအဲ့လိုအပြဲအဲ့လိုမျိုးပြောရခင်ဗျာပြီးတော့ချစ်ချွတ်တဲ့တခြင်းဆိုလို့ရှိရင်လည်းကျွန်တော်ဒီ အာမမှုပိုင်ရှင်တည်ရယ်ပြီးတော့ဟိုဟာအကြိုက်ဆုံးတခြင်းကတော့ဒီခင်မင်းသူဝေးဒီလိုခေါ်တဲ့ကျမနာမည်မတ်ချိုအဲ့အဲ့တခြင်းတဲ့ပုံတော့သဘောကျတယ်ခင်ဗျာတော်ပြီဘိုင်စကောမင်းမီမတ်ချိုမချင်းနေဆိုတဲ့မတ်ချိုမတ်ချိုပြီးတော့ချွတ်နဲ့ကျွန်တော်တို့ ਨੇ relationship ကအဲ့လိုမျိုးအဖွားနဲ့မြည်လို့မဟုတ်ချွတ်ချွတ်ကလည်းလူငယ်လူနေတော့ကျွန်တော်ငငယ်လေးတုန်းကဆိုလို့အဲ့ကြောင့်ကျွန်တော်ချွတ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 ်လို့ခေါ်တာ ဟိုခုပတ်အဖွားဆိုကြီးအဖွားနုလို့ပါခေါ်တယ်ချွတ်ချွတ်ကြချွတ်ချွတ်လို့ခေါ်ငင်းငယ်လေးတဲ့ကချွတ်ချွတ်ကျွန်တော်တို့လည်းမစူဘူးချွတ်ချွတ်အတန်ပြင်းပြင်းလေးနဲ့ပြောလိုက်လို့ကျဲဟဲ့နင်တို့ဘာလုပ်နေရလဲလို့ပြောလိုက်လို့ကျဲကျွန်တော်ကဘာပြောလဲဆိုတော့အမေ तू ကမညာအဲ့လိုလေးသားမမနဲ့ပြောရဖို့ဆိုကျွန်တော်အဲ့လိုအဲ့လိုပြောတဲ့အဲ့လို relationship ကအရန် close ဖြစ်ခဲ့ပါတယ်ခင်ဗျာဟုတ်မအိုးဆုံးကခဏလေးတမခင်တနာဆိုတဲ့အဓိပ္ပာယ်ကိုသိလားအမလီသိတာဝန်တင်ပဲချွတ်ချွတ်ကအဲ့လိုမျိုးလူကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့လူကြီးအလိုလျောက်ကတော့သူ့ရဲ့ဒီ စိတ်ကလည်းရှိပါမယ်ဒါပေမဲ့အဲ့လိုမာနလည်းမကြီးဘူးပြီးသဘောလည်းကောင်းတယ်ကျွန်တော်ကအဲ့လိုမျိုးပေါ့ရှိပါခင်ဗျာဒါပေမဲ့သူကကျမ်းမာရင် तू အရန်ဘယ်လိုပြောရမလဲနည်းနည်းပင်ပန်းလာပြီဆိုလို့ရှင်တော့ तू အဲ့လိုမျိုးတချို့ action လေးတော့ရှိကောင်းရှိပါလိမ့်မယ်အဲ့ဒါကြောင့်မို့လို့လူရအဲ့လိုထင်ရောပါလားမသိဘူးခင်ဗျာအဲ့လိုဆိုတော့အခုတည်းကမဟုတ်ဘူးတောင်းပါအကျွန်တော်တောင်းတယ်ချူချူလာပြီဆိုလို့ရှင်ချူချူရောက်လာပြီလားပါလေးကိုချက်သွားနန်းလိုက်အဲပြီးလို့ရှင်ငါးတောင်းရတယ်တခါနဲ့ငါးတောင်းပေါ့တခါနဲ့ငါးတောင်း တနေ့ကပတိရလည်းနန်းတာပေါ့အာအာကြာချူတာနေဘတ်ဂျက်ထီရတယ်ကြာမပေးတော့ထဲနေမလာနေတော့ဆိုပြီးပြောရခင်ဗျာဟုတ်ကိုတန်းပြီးသွားရလားအခုကမရသေးဘူးပြန်တော့မှာပဲပြန်ကန်နေတော့မှာဖတ်တချက်ပဲ